ကမ္ဘာငလင်အထူးထက်ဆုံးနိုင်ငံများသို့မဟုတ်ငလင်ဆုံးများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy အင်္ဂါနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ စစ်တရုတ်ကဘာမြေကြီးကအမြဲတမ်းလှုပ်ရှားနေတဲ့အရာတစ်ခုဖြစ်ပါတယ်။စစ်တရုတ်မတိလိုက်တဲ့အချိန်မှတောင်မှကဘာအတွင်းပိုင်းမှာအင်အားကြီးမားတဲ့ဖြစ်စဉ်တွေဖြစ်ပျက်နေပါတယ်။ဒီဖြစ်စဉ်တွေထဲမှာအန်ဒီရဲ့အရှိဆုံးတစ်ခုကတော့ငလင်ပါပဲ။ဒီဗီဒီယိုထဲမှာကဘာပေါ်မှာငလင်အကြိမ်ကြီးအများဆုံးလှုပ်တဲ့နိုင်ငံ၅နိုင်ငံအကြောင်းနဲ့ငလင်တွေရဲ့အန်ဒီရဲ့အန်ဒီရဲ့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ငလင်ဆိုတာဘာလဲငလင်ဆိုတာကမ္ဘာကျောက်လွှာတွေရုတ်တရက်ရွေရှာတဲ့အခါဖြစ်ပေါ်လာတဲ့တုံခါမှုပါကျောက်လွှာတွေကတစ်ခုနဲ့တစ်ခုပုတ်တိုက်တဲ့အခါအက်ကွဲတဲ့အခါဒါမှမဟုတ်တစ်ခုနဲ့တစ်ခုအောက်ကိုရောက်သွားတဲ့အခါငလင်တွေဖြစ်ပေါ်ပါတယ်ငလင်တွေကို register scale နဲ့တိုင်းတာပြီးတော့ငလင်ရဲ့ပြင်းအားကိုဖော်ပြကြတာဖြစ်ပါတယ် ဦးစွာပထမအနေနဲ့ခြေတော်မြန်မာနိုင်ငံရဲ့ငလင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားပါမယ်။မြန်မာနိုင်ငံကအိန္ဒိယကြောက်ပြားနဲ့ယူရေးရှားကြောက်ပြားတို့တိုက်မိရာမှာတည်ရှိတာကြောင့်ငလင်းအန္တရာယ်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာငလင်းလှုပ်ခတ်မှုတွေများစွာဖြစ်ပွားနိုင်တဲ့အ धिक ပြည့်ရွေတွေကသကိုင်းပြည့်ရွေ၊ကပော်ပြည့်ရွေနဲ့ကြောက်ကျိုးပြည့်ရွေတို့ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အ धिक ငလင်းတချို့ကအခုလိုမျိုးဖြစ်ပါတယ်။ 1930ပြည့်နှစ်ဟန်တာဝရီငလင်ပြင်အား9.3ရှိရဲ့ဒီငလင်ကဟန်တာဝရီ အခုပဲခူးထေသားကိုအကြီးအကျယ်ပျက်စီးစေခဲ့ပြီးခက်မှန်လူပေါင်း900ကျော်သေဆုံးခဲ့ပါတယ်2012ခုနှစ်ဒါလီငလင်ရန်ပြည်နယ်အရှေ့ပိုင်းဒါလင်မြို့အနီးကိုဗဟိုပြုပြီးတော့တိုက်ခိုက်ခဲ့တဲ့အဲဒီငလင်ကပြင်အားရော Richter scale 6.8ဖြစ်ပါတယ် 2012ခုနှစ်ရွှေဘုံငလင်စကိုင်းပြည်ပြည်ပေါ်မှာလှုပ်ခဲခဲ့တဲ့အရိငလင်ရဲ့ပြင်အားကတော့ Restors K ရတော့6.8ဖြစ်ပါတယ် 2016ခုနှစ်ဧပြီလမြန်မာငလင်မန္တလေးအနောက်မြောက်ဘက်မှ135ကီလိုမီတာ84မိလ်အကွာမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကပြင်အား6.9ရှိပါတယ်။2023ခုနှစ်ဖေဖော်ဝါရီလငလင်ဖေဖော်ဝါရီလ22ရက်နေ့မှာပြင်အား6.8မဂနီတူးရှိတဲ့ငလင်တစ်ခုကမြန်မာနိုင်ငံအလဲပိုင်းကိုလှုပ်ခတ်ခဲ့ပါတယ်။ 2025ခုနှစ်မတ်လ28ရက်နေ့ငလင်မြမပြည်အလဲပိုင်းစကိုင်းမြို့အနီးကိုဗဟိုပြုပြီးတော့မတ်လ28ရက်မွန်လွေပိုင်းကအလုခတ်သွားခဲ့တဲ့ပြင်းအားရက်စတာစကီခုနှစ်တမခုနှစ်ရှိရဲ့ငလင်ကနှစ်ပေါင်း100ကျော်အတွင်းမှာအပြင်းထန်ဆုံးငလင်ကြီးဖြစ်ခဲ့ပါတယ်မြမနိုင်ငံကငလင်အန်တရရှိတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်ငလင်အန်တရကိုကြိုတင်ပြင်ဆင်ခြင်းနဲ့ငလင်ဘေးအန်တရကိုရှော့ချဖို့အတွက်အရေးကြီးပါတယ် မြန်မာနိုင်ငံကငလင်ဘေးအန္တရာယ်ကိုရှင်းချဖို့အတွက်အခုလိုအချက်တွေကိုလှုပ်ဆောင်သင့်ပါတယ်။ငလင်ဘေးအန္တရာယ်အကြောင်းကိုပြည်သူတွေကိုပညာပေးခြင်း၊ငလင်တန်ခံနိုင်တဲ့အဆောက်အုံတွေစောက်လုပ်ခြင်း၊ငလင်ဘေးအန္တရာယ်အတွက်ချိုးတင်ပြင်ဆင်မှုတွေပြုလုပ်ခြင်း၊ငလင်လှုပ်တဲ့အခါဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုသိရှိဖို့လည်းလိုအပ်ပါတယ်ရှင်။ ကမ္ဘာငလင်အထုထက်ဆုံးနိုင်ငံတွေကတော့နံပါတ်1အင်ဒိုနီးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံကပစိဖိတ်မီကွင်းလို့ခေါ်တဲ့ငလင်ကျောပေါ်မှာတည်ရှိတာဖြစ်ပါတယ်ဒီကျောကကမ္ဘာငလင်တွေရဲ့90ရာခိုင်နှုန်းလောက်ဖြစ်ပွားတဲ့နေရာပါအင်ဒိုနီးရှားမှာနှစ်စဉ်ငလင်အကြိမ်ကြီးအများအပြားလှုပ်ခဲ့ပြီးအင်အားပြင်းငလင်တွေကြောင့်လည်းလူသူအများအပြားသေဆုံးခဲ့ရပါတယ် နံပါတ်1ဂျပန်နိုင်ငံဂျပန်နိုင်ငံကလည်းပစိဖိတ်မီကွင်းပေါ်မှာတည်ရှိပါတယ်ဂျပန်ကငလင်ကိုချိုးတင်ကာကွယ်ဖို့နဲ့ငလင်တန်ခံနိုင်တဲ့အဆောက်အုံတွေစောက်ဖို့အတွက်နေပညာတွေအများကြီးရှင်းနှီးမြှုပ်နှံထားပါတယ်သို့တော်လည်းအင်အားပြင်းငလင်တွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေကများစွာဖြစ်လို့နေစေဖြစ်ပါတယ် နံပါတ်3 American ပြည်တော်စု American နိုင်ငံမှာအထူးသဖြင့် California ပြည်နယ်ဟာငလီအန်ဒီရဲ့အများဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ San Andreas ပြည်ရွေးကျောဟာဆိုရင်တော့အင်အားပြင်းငလင်တွေကိုဖြစ်ပွားနိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄တရုတ်နိုင်ငံတရုတ်နိုင်ငံကလည်းငလီအန်ဒီရဲ့အများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံမှာအင်အားပြင်းငလင်တွေကြောင့်လူအများအပြားသေဆုံးခဲ့ရတဲ့သမိုင်းကြောင်းများစွာလည်းရှိလို့နေပါတယ်။ နပန်းကတူရကီနိုင်ငံတူရကီနိုင်ငံက အာရီဗျကျောင်းလွှာယူရီရှားကျောင်းလွှာနဲ့အာဖရိကကျောင်းလွှာရဲ့အဆက်မှာတည်ရှိရာကြောင့်မကြာခဏငလင်လှုပ်လေးရှိပါတယ်တူရကီနိုင်ငံမှာအင်အားပြင်းငလင်တွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ် ငလင်းရဲ့အန်တရဲများငလင်းတွေကအဆောင်အုံတွေပြိုကျစေပြီးတော့လူတွေကိုသေဆုံးစေနိုင်ပါတယ်။ငလင်းကြောင့်ဆူနာမီလိုင်းတွေဖြစ်ပေါ်နိုင်ပြီးတော့ကေရန်ဒီသားတွေကိုပျက်စီးနိုင်ပါတယ်။ငလင်းကြောင့်အမြေပြိုခြင်းမီးလောင်ခြင်းနဲ့တခြားသောသဘောဝဘေးအန္တရာယ်တွေကိုလည်းဖြစ်ပေါ်နိုင်ပါတယ်။ ငလင်းအန်ဒီရဲကကဘာတဝမ်းကလူတွေအတွက်အစိုးရင်စီရပါငလင်းဘီအန်ဒီရဲကိုရှော့ချဖို့အတွက်ငလင်းအန်ဒီရဲအကြောင်းကိုသိရှိပြီးတော့အမြဲတမ်းသတိရှိနေဖို့လိုအပ်ပါတယ်ငလင်းဘီအန်ဒီရဲနဲ့ပတ်သက်ပြီးတော့ချိုးတင်ပြင်ဆင်မှုတွေပြုလုပ်ခြင်းဖြင့်ထိခိုက်ဆုံးရှုံးမှုတွေကိုရှော့ချနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်